မင်္ဂလာပါခင်ဗျာမြန်မာ property ဇလာရဲ့အပတ်စဉ်အင်ချမ်မီသတင်းများစီစဉ်တဲ့ပြည်လဲကြိုးစို့လိုက်ပါတယ်ဒီတစ်ပတ်ရွေးချယ်တင်ဆက်ပေးမယ့်ပထမဆုံးသတင်းကတော့ရန်ကုန်မှာ contract တက်ဆောက်လုပ်မှုနှဲပါလာတဲ့ဆိုတဲ့အကြောင်းပြပြပေးခြင်းပါတယ်ရန်ကုန်မှာခမ်းဘေးခမ်းယူစနစ်နဲ့ဆောက်လုပ်တဲ့အထက်မြေကထရိုက်တိုက်ဆောက်လုပ်မှုတွေနှဲပါလာတယ်လို့ဆက်လို့ရေးလုပ်ငန်းလုပ်ငန်းသူတွေစီကသိရပါဗျ။ဒီလိုနှဲလာတာဟာဆက်လို့ရေးလုပ်ငန်းသုံးပစ္စည်းတွေရဲ့ဈေးနှုန်းမြင့်တက်လာတာနဲ့အခြားအကြောင်းမျိုးမျိုးကြောင့်ဖြစ်တယ်လို့မြန်မာနိုင်ငံဆက်လို့ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်အထွေထွေအတွင်းရမှုချုပ်ဦးကိုကိုလေးကပြောပါဗျ။လက်ရှိမှာကန်ထရိုက်တိုက်ဆောက်လုပ်မှုနှဲလာပြီပဲ။ ပြုပြင်တိစားပေးလုပ်ငန်းတွေကတော့အတင်းတင်းလောက်ကင်နေရတယ်လို့ဆိုပါတယ်။ contract တိုက်ဆိုတာမြေရှင်ပိုင်နဲ့မြေကွက်ပေါ်မှာ contract ပိုင်နဲ့ငွေနဲ့ဆောက်လုပ်ပြီးရရှိလာတဲ့တိုက်တဲ့ပေါ့အခန်းပေးအခန်းယူပြုလုပ်တာဖြစ်ပါတယ်။ဆက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလောက်သားရှားပါလာမှုနဲ့ပတ်သက်တဲ့စိန်ခေါ်မှုကလည်းရှိနေဆဲဖြစ်တယ်လို့ဆက်လုပ်ရေးလုပ်ငန်းအတိုင်းဝန်းကနေသိရပါတယ်။ ဒါကြောင့်လုံသားရှာပမှုကိုအထိုက်လျောက်ဖြစ်ရှင်းပေးနိုင်ဖို့အတွက်ဆက်လုပ်ရေးလုံခြုံရေးနဲ့ပတ်သက်တဲ့တင်နန်းတွေပေးနေပြီးအလုပ်ကံခွင့်လန်းတွေလည်းဖော်ဆောင်ပေးနေရလို့မြန်မာနိုင်ငံဆက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသေးချုပ်ကသိရပါတယ်။လက်တလောပါမြန်မာနိုင်ငံဆက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသေးချုပ်အနေနဲ့ငလင်ဘေးဒေသတွေမှာကုညီကေစေရေးပြည်လဲထူထောင်ရင်းနဲ့ပညာပေးရေးလုပ်ငန်းစဉ်တွေကိုဆောင်ရွက်နေတယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုံအနေနဲ့မြန်မာကိုရီးယားချစ်ချီရေးဒလဒရာကိုဒီဇင်ဘာတွင်ပြည်သူ့ရန်မျှော်မှန်းထားရတဲ့အကြောင်းပြပြပေးခြင်းပါတယ်။ မြန်မာကိုရီးယားချစ်ကြည်ရေးဒလဒလစီမံကိန်းလုပ်ငန်းများအားလုံးကိုဒီဇင်ဘာလကုန်တွင်ပြည်စည်းနိုင်ရေးယူမန်ချက်ထားဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။မြန်မာကိုရီးယားချစ်ကြည်ရေးဒလဒလတိဆောက်ရေးစီမံကိန်းကို2012ခုနှစ်တွင်နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ကိုရီးယားနိုင်ငံချစ်ကြည်ရေးခီးစဉ်တွင်မြန်မာနိုင်ငံတွင်မြန်မာကိုရီးယားချစ်ကြည်ရေးဒလစီမံကိန်းတစ်ခုအကောင့်ထဲပေါ်ဆောင်ရွက်ရန်ဆွေးနွေးခဲ့ပြီး2013ခုနှစ်တွင်စီမံကိန်းရစတင်အကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ရာ2015ခုနှစ်တွင်တိဆောက်ရေးလုပ်ငန်းများကိုစတင်ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။မြန်မာကိုရီးယားချစ်ကြည်ရေးဒလဒလအမျိုးအစားက ကျိုးဆိုင်တရာ cable stay bridge အမျိုးအစားဖြစ်ပြီးတရာတည်ဆောက်မှုပြီးစီပါကရန်ကုန်မြို့မှာတလားတွန်တေကုန်မှုကိုညံကုန်းမြို့နယ်များဒေဒီရဲတရာမှသဆင့်ကမ်းခြေဒေသများနဲ့အရာဝတီတိုင်းဒေသကြီးတစ်ခုလုံးတို့လွယ်ကူလင်းမြန်စွာသွားလာနိုင်မှာဖြစ်တဲ့အပြင်လက်ရှိဖြစ်ပေါ်နေတဲ့ရန်ကုန်မြို့ရဲ့ယာဉ်ကြောပိတ်ဆို့မှုများကိုလည်းအတိုင်းအတာတစ်ခုထိရော့ပါသက်တာသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်နောက်တဲ့တစ်ပုတ်အနေနဲ့စစ်စုနဲ့ကြော်ကြအကောင့်တွေပေါ်ဆောင်ရွက်လာတဲ့ရုပ်ရှင်မျိုးတော်စီမံကိန်းရုံလုံးပေါ်စားပြုလုပ်ပြီးဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ် ဆစုနှစ်ကြော်ကြာအကောင့်ထဲပေါ်ဆောင်ရွက်နေတယ်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ရုပ်ရှင်မျိုးတော်စီမံကိန်းကယခုအခါမှာရုံလုံးပေါ်စားပြုလာပြီဖြစ်တယ်လို့လည်းသိရပါတယ်ရန်ကုန်နေပြီးတော့အမြန်လန်း -4 ပါလုံးမှာအေကနေရာကျယ်ဝန်းတဲ့မြေကွက်ပေါ်မှာရုပ်ရှင်မျိုးတော်စီမံကိန်းကိုအကောင့်ထဲပေါ်ဆောင်ရွက်နေရပဲဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးလဲကူးမြို့နယ်အတွင်းမှာအကောင့်ထဲပေါ်ဆောင်ရွက်နေတဲ့ရုပ်ရှင်မျိုးတော်စီမံကိန်းမှာ မြန်မာနိုင်ငံမြို့ကြီးများမှအထင်ကြီးနေရာများရုပ်ရှင်လောကသားများလိုအပ်တဲ့တိုင်းရင်းသားလူမျိုးအသီးသီးတို့ရဲ့နေအိမ်များချောင်းများပါဝင်တဲ့တောအုပ်များနဲ့စတူဒီယိုများအပါအဝင်ပြည်သူများထွက်အပန်းဖြေနားနေရနေရာများစားတောက်ဆိုင်များနဲ့ကလေးကစားကွင်းများကိုလည်းတိစောက်သွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံရုပ်ရှင်စီးရုံးမှသိရပါဗျာ။ ချိုဘာရုပ်ရှင်စီယုံမြင်းနေရကို2021ခုနှစ်နောက်ပိုင်းတွင်ပြန်လည်လောက်ကန်ခွေရရှိဖို့ရုပ်ရှင်စီယုံကရှောက်ထားတင်ပြခဲ့ကြပြီး NASA ကအစိုးရဘက်ကလည်း2024ခုနှစ်ဖေဖော်ဝါရီလ2ရက်ရက်စွဲနဲ့ရုပ်ရှင်မျိုးတော်စီမံကိန်းအတွက်ဆက်လက်တည်ဆောက်ဖို့နှစ်ပေါင်း30လောက်ပိုင်ခွေချပေးခဲ့တယ်လို့လည်းသိရပါဗျ။နိုင်ငံတကာကဏ္ဍအနေနဲ့ hydraulic ဆိုင်သောဆက်ရုပ်အကူအညီဖြင့်အဆောင်ကို၁ရက်စင်မီတာတိရွှေ့နိုင်ခဲ့တဲ့တရုတ်နိုင်ငံဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ်။ရှန်ဟိုင်းမြို့ JNKI ဂျောင်ရဲရက်ကွက်အတွင်းမှာရှိရဲရွှန်းလီအဆောင်ဟာအရွယ်အစားနဲ့ဒီဇိုင်းပိုင်းဆိုင်ရာရှုပ်ထွေးမှုများကြောင့်တရုတ်နိုင်ငံရဲ့အကြီးမားဆုံးနေရာရွှေပြောင်းရေးစီမံကိန်းတစ်ခုအနေနဲ့စိန်ခေါ်မှုပေါင်းများစွာရှိခဲ့တာပဲဖြစ်ပါတယ်။တတန်းအဖြစ်65နှစ်ကျော်တတန်းရှိတဲ့ဒီအဆောင်ဟာဆိုရင်တော့အကျယ်ဝန်းအနေနဲ့13220စတူရန်ပဲကျယ်ဝန်းပြီးလေးချိန်အဖြစ်တန်ချိန်9382တန်းရှိတာကြောင့်ရွှေပြောင်းရေး project အဖွဲ့အနေနဲ့တမန်ရုပ်ချနီလာများကိုအသုံးပြုဖို့ခက်ခဲနေကြတာပဲဖြစ်ပါတယ်။ ဒီလိုစိန်ခေါ်မှုများတဲ့ရွှေပြောင်းရေး project ကို accountable ဆောင်ရွက်နိုင်ဖို့အတွက်အစိမ့်မြနီးပညာများကိုလိုအပ်ခဲ့တာဖြစ်ပြီး engineer များအနေနဲ့အသေးစိတ် 3D ပုံကျမ်းများကိုဖန်တီးနိုင်ရန်အတွက်တိစောက်မှုအချက်လက် model နဲ့အချက်ပြ cloud blueprint နီးပညာများကိုအသုံးပြုခဲ့ရကြောင်းသိရပါတယ်။ engineer များဟာ ိုင်းမိနိုင်တဲ့အချက်များကိုခွဲခြားသတ်မှတ်ရန်နဲ့ဖွဲ့စည်းပုံဆိုင်ရာပြဿနာများကိုရှာဖွေဖော်ထုတ်နိုင်ရန်အတွက်အဆိုပါနည်းပညာဖြင့်ခွဲခြားစိတ်ပြမှုများကိုပြုလုပ်ခဲ့ပြီးတူဖို့မှုများကိုလှုပ်ဆောင်ကအဆောက်အုံတစ်ခုလုံးရဲ့အောက်တွင် hydraulic ဆွဲရည်သုံးဆက်ရုပ်432ခုကိုထိတ်ခဲ့ပြီးနောက်တရက်လျင်စင်မီတာသီချွတ်နိုင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ် ဟုတ်ကဲ့ပါခင်ဗျာနောက်ပတ်ဒီမှာလဲစိတ်ဝင်စားဖို့အင်ချမ်မီသတင်းတွေကိုထပ်မံတိဆက်ပေးဦးမှာဖြစ်လို့ကျွန်တော်မြန်မာ property ကြီးလာရဲ့အပတ်စဉ်အင်ချမ်မီသတင်းများစီစဉ်ကိုစောင့်မျှော်ကြည့်ရှုပေးကြပါလို့ပြောကြရင်ပဲကျွန်တော်တို့ရဲ့စီစဉ်ကိုဒီမှာပဲရနာခွင့်ပြုပါခင်ဗျာလူကြီးမင်းတို့ရဲ့အင်ချမ်မီတွေကို MPT application မှာအခုပဲအခမဲ့ဖြစ်တင်ကြလိုက်ပါ